င်္ဂလာပါရှင်11ရုပ်တန်ရဲ့ AP လ25ရက်နေ့မနက်ခင်းသတင်းထားထုတ်မှုစီစဉ်စတင်ပါတော့မယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ဇွန်လဆန်းမှာကြောင်းများပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးငလင်တန်ခန့်ကြောင်းများအနေနဲ့နှစ်သုတ်တက်စနစ်နဲ့တက်ရောက်နိုင်ရေးစီစဉ်ပြီးယာယီကြောင်းဆောင်များလည်းစတင်တည်ဆောက်နေရဆိုတဲ့သတင်းနိုင်ငံကိုလက်မှတ်ထုတ်ပေးခြင်းကိုပုံမှန်အတိုင်းဆောင်ရွက်နေပြီးကျွာစစ်မကြမီရပ်ပိုင်းတွင်ပြင်ရမယ်ဟုဆိုတဲ့သတင်း ကက်ရှမီးယားတွင်လူ26ဦးကိုတပ်ဖြတ်ခဲ့တဲ့တပ်သမားများကိုအိန္ဒိယရဲတပ်ဖွဲ့ကလိုက်လံရှာဖွေတဲ့တွင်ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကတရုတ်စစ်သားများပါဝင်နေခြင်းနဲ့စစ်လက်နက်များထုတ်လုပ်ရာတွင်ရုရှားကိုတရုတ်ကုမ္ပဏီများကကူညီနေခြင်းတို့ကိုယူကရိန်းကတရုတ်တန်မတ်အားစင့်ခေါ်ပြောကြားတဲ့တွင်လီဗာပူးနဲ့စာချုပ်တဒန်တိုးခဲ့ပေမဲ့လေဆာလာအားခေါ်ယူရန်စိတ်ဝင်စားနေစေဖြစ်ကြောင်းစော်ရီအကစားဝင်ကြီးဝင်ခင်နေတဲ့တွင်အစားရှိတဲ့တွင်များကိုတင်ဆက်ပြီးတော့မှာပါ ဥဆောင်တဲ့တပုံနေနေဇွန်လဆန်းမှာចောင်းများပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးငလင်တခန်းចောင်းများအနေနဲ့နှစ်တုတ်တက်စနစ်နဲ့တယောက်နိုင်ရေးစီစဉ်ပြီးယာယီចောင်းဆောင်များလည်းစတင်တည်ဆောက်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဇွန်လဆန်းမှာကျောင်းတွေပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးငလင်တန်ခမ်းကျောင်းတွေအနေနဲ့နှစ်တုတ်တက်စနစ်နဲ့တယောက်နိုင်ရေးစီစဉ်ပြီးယာယီကျောင်းဆောင်တွေစတင်တည်ဆောက်နေကြောင်းပြည်တော်စုဝန်ကြီးဒေါက်တာညွန့်ဖေကပြောပါရယ် ဧပြီလ22ရက်ကနေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးအမှတ်73မှာရှိတဲ့စီဝေးခမ်းမမှာကျင်းပတဲ့2025-2026ပညာသင်နှင့်တက္ကသိုလ်ဒီဂရီကောလိပ်နဲ့အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ၎င်းကအခုလိုပြောကြားခဲ့တာပါ။ပြည်သူ့ဝင်ကြီးကဇွန်လဇန်မှာကျောင်းတွေပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီးငလေးတန်းခန့်ကျောင်းတွေအနေနဲ့နှစ်သုတ်တက်စနစ်နဲ့တက်ရောက်နိုင်ရေးစီစဉ်ဆောင်ရွက်ထားဖို့နဲ့ယာယီကျောင်းဆောင်တွေတည်ဆောက်နိုင်ရေးကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ငလင်းတန်မခံရတဲ့တက္ကသိုလ်ရဲ့အနေနဲ့မိမိတို့တက္ကသိုလ်ရဲ့တိုးတက်ရေးဘာသာရေးဆိုင်ရာတိုးတက်ရေးအတွက်ဌာနရင်းမုံမန့်တင်နန်းတွေကိုဖွင့်လှစ်ဆောင်ရွက်ပေးကြဖို့လိုကြောင်းကျောင်းနေပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လိုကြောင်းငလင်းတန်ကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ဆရာဆရာမတွေပညာရေးဝန်ထမ်းတွေနဲ့မိသားစုဝင်တွေအတွက်ဝင်ကြီးဌာနအနေနဲ့လုံခြုံရေးဝန်ထမ်းရကြောင်းငလင်းကြောင့် အဖြစ်လွှာတွေမီးလောင်ပျက်စီးသွားတဲ့တိုင်းဒေသကြီးပြည်နယ်တွေအတွက်တက္ကသိုလ်ဝင်ဆောင်မဝဲကိုဇွန်လ16ရက်ကနေ21ရက်အထိပြန်လည်ကျင်းပသွားမှာဖြစ်တာကြောင့်တဘောင်ဝဘေးအန်ဒီရဲ့ခန်းစားခဲ့ရတဲ့ចောင်းသားចောင်းသူတွေအတွက်လိုအပ်တာတွေကိုတိုင်းဒေသကြီးနဲ့ပြည်နယ်ပညာရေးမှုတွေကပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့လိုကြောင်းပြောပါရတယ်။ အဲ့နောက်ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်ကဇွန်၂ရက်ကစပြီးကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရဲ့အတွက်ကျောင်းဥပဒေရုပ်ကောင်းမွန်ရေးစာသင်ကျောင်းစာသင်ခန်းတွေနဲ့အိတ်ဆောင်တွေတန်ရှင်ရေးဆောင်ရွက်ကြဖို့နဲ့ဆက်လင်းပြီး၎င်းဒုတိယဝန်ကြီးဦးနေမျိုးလှိုင်ကရုံးတွေကျောင်းတွေမှာတမတ်ထားတဲ့ဝစ်စုံတွေကိုဝစ်ဆင်ရင်တက္ကသိုလ်ရဲ့ဆောင်မွေးပွဲပြန်လည်ကျင်းပမယ့်စာစစ်ဌာနတွေမှာဖြည့်ဆို့ရမယ့်ကျောင်းသားကျောင်းသူတွေဘေးအန္တရာယ်ကင်းရှင်းရေးတို့နဲ့ဆက်လင်းပြီး၎င်းပြောကြားခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ပုတ်အနေနဲ့နိုင်ငံကလက်မှတ်ထုတ်ပေးခြင်းကိုပုံမှန်အတိုင်းဆောင်ရွက်နေပြီးကြိုအားစနစ်မကြမီရပ်ပိုင်းအတွင် ပြန်ရမည်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံကလက်မှတ်ထုတ်ပေးခြင်းကိုပုံမှန်အတိုင်းဆောင်ရွက်နေပြီးကျူအားစနစ်မကြမီရပိုင်းတွင်ပြောင်းရမယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ကပြောပါရယ်။လက်တလုံးမှာငလင်ပေးတံကြောင့်နိုင်ငံကုလက်မှတ်ထုတ်ပေးရေးရုံးမှာကျူအားတင်လို့မရဖြစ်နေတဲ့အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့မြေတိနီလန်နဲ့ဆောင်ရွက်နိုင်မလဲဆိုတဲ့သတင်းဌာနတစ်ခုရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားရမှာ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထည့်သွင်းပြောကြားထားတာဖြစ်ပါတယ်။အရင်ကြိုအားတင်ထားသူတွေ6လပိုင်းထိရှိတာကြောင့်ရင်းနှုတ်ကိုပုံမှန်အတိုင်းထုတ်ပေးနေပါသည်။ကျန်းမာရေးပညာရေးစသည့်အရေးပေါ်ဖြစ်ပါကစီစစ်ပြီး Green Channel ဖြင့်ဆောင်ရွက်ပေးပါသည်။ကြိုအားမကြမီရပိုင်အတွင်ပြန်ရပါမည်လို့ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်။ ဆက်လက်ပြီးကက်ရှမီးယားမှာလူ26ဦးကိုတပ်ဖြတ်ခဲ့တဲ့တနသမားများကိုအိန္ဒိယရဲတပ်ဖွဲ့ကလိုက်လံရှာဖွေရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ကက်ရှမီးယားဒေသမှာတနက်သမားတွေကကဘာလက်ခီးသွားတွေကိုပြစ်ခတ်ခဲ့တာကြောင့်လူ26ဦးတေဆုံးခဲ့ပြီးရဲ့နောက်တရက်အကြာဧပြီလ23ရက်နေ့မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတနက်သမားတွေကိုလိုက်လံရှာဖွေနေကြတယ်လို့သိရပါတယ် ဆော်ရီယာရီပြခီးစဉ်ကိုဖျက်သိမ်းလိုက်တဲ့ဝန်ကြီးချုပ်နော်ရန်ဒရာမိုဒီကဒီတိုက်ခိုက်မှုကိုတရေဘောကြောင့်နဲ့လုံရက်လို့ပြောကြားခဲ့ပြီးတိုက်ခိုက်သူတွေကိုအေးအေးယူဆောင်ရွက်သွားမယ်လို့ကတိပြုပြောကြားခဲ့ပါတယ်။မိုဒီကဧပြီ23ရက်နောက်ပိုင်းမှာထိတ်တန်းလုံခြုံရေးအကြီးအကဲတွေနဲ့အတူအရေးပေါ်အစိုးရအဖွဲ့အစည်းအဝေးတရက်ပြုလုပ်ကျင်းပသွားဖို့စီစဉ်ထားပါတယ်။ သူတို့တွေရဲ့မကောင်းတဲ့လုပ်ရက်တွေကဘရောမအောင်မြင်မှာမဟုတ်ပါဘူးလို့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မူဒီကဆိုပါတယ်ကျွန်တော်တို့ရဲ့အကြံဖတ်နေနေမှုလုံဆောင်ချက်တွေကိုတုံ့လုံမသွားစေပဲပုံပြီးအကောင်းခိုင်မာလာစေပါရဲလို့မူဒီကပြောပါရယ်။ဧပြီ22ရက်နေ့လေကင်းအချိန်မှာ ပါဟေဂန်မြို့မှာရှိတဲ့ခီးသွွားရီအကြားထင်ရှားတဲ့နေရာတစ်ခုမှာတနက်သမားတွေကတောအတွင်းထဲကနေထွက်လာပြီးခီးသွွားအုပ်စုတွေကိုတနက်နဲ့ပြစ်ခတ်ခဲ့ပြီးတဲ့နောက်ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းမှာလူ26ဦးသေဆုံးတယ်လို့ဖော်ပြထားခဲ့ပါတယ်။သေဆုံးသူတွေထဲမှာတအူဟာနေပေါ်နိုင်ငံကဖြစ်ပြီးကြံသေဆုံးသူတွေဟာအိန္ဒိယနိုင်ငံမှာနေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။ ဒေတိုက်ခတ်မှုနဲ့ပတ်သက်ပြီးမြေသည့်အဖွဲ့ကမှဝန်ခံထုတ်ပြန်ထားခြင်းမရှိပေမဲ့မွတ်စလင်အများစုနေထိုင်တဲ့အဲ့ဒီဒေသမှာတပုံတွေဟာ1989ခုနှစ်နောက်ပိုင်းကတည်းကပုံကန်ထကြွခဲ့ပါတယ်။ဆလဘီယူကရိန်းစစ်ပွဲမှာရုရှားဘက်ကတရုတ်စစ်သားများပါဝင်နေခြင်းနဲ့စစ်လက်နက်များထုတ်လုပ်ရာတွင်ရုရှားကိုတရုတ်ကုမ္ပဏီများကကူညီနေခြင်းတို့ကိုယူကရိန်းကတရုတ်တမန်အားစင့်ခေါ်ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားစစ်တပ်မှတရုတ်တိုက်ခိုက်ရေးသမားတွေရှိနေပြီးစစ်တပ်နဲ့ပစ္စည်းတွေထုတ်လုပ်ရပါတရုတ်ကုမ္ပဏီတွေကရုရှားကိုအကူအညီပေးနေတယ်ဆိုတဲ့ပြောဆိုမှုတွေနဲ့ဆက်လင်းပြီးအလွန်အမင်းစိုးရင်ကြောင့်အတိပေးဖို့အေပီလာ22ရက်မှာယူကရိန်းနိုင်ငံသားရေးဝန်ကြီးဌာနကတရုတ်တမ်မတ်ကိုစင်ခေါ်ခဲ့ပါတယ်ဒါပေမဲ့တရုတ်ကဧပြီ23ရက်မှာယူကရိန်းရဲ့ပြောဆိုမှုတွေကိုအချင်းမြင့်မရှိဘူးလို့ဝေဖန်ခဲ့ပါတယ် ရုရှားစစ်တပ်ထဲမှာအ ਨੇ ဆုံးတရုတ်တိုက်ခိုက်ရေးသမား155ဦးရှိနေတယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီးကပြောကြားခဲ့ပြီးအဲ့ဒီကနှစ်ဦးကိုယူကရိန်းကထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်တရုတ်ကရုရှားကိုလက်နက်တွေထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်းကိုယူကရိန်းသမ္မတကရရှိထားတယ်လို့သိရပါတယ်။ ရုရှားထံလက်နက်တွေပံ့ပိုးနေတယ်ဆိုတာကိုလွန်ခဲ့တဲ့သတင်းပတ်မှာတရုတ်ကပယ်ချခဲ့ပါတယ်။ဆွဆွင်းပြောဆိုချက်တွေနဲ့ပတ်သက်ပြီးယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက KF မြို့မှာရှိတဲ့တရုတ်တံအမတ်ကိုဆင့်ခေါ်ခဲ့ပြီးပြောဆိုနေမှုတွေကိုအထောက်ပံ့ပြုမဲ့အထောက်အထားတွေကိုပေးအပ်ခဲ့တယ်လို့ဧပြီ22ရက်ညပိုင်းမှာနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာတရုတ်နိုင်ငံသားတွေဟာကျူးကျော်တဲ့နိုင်ငံဘက်ကနေပါဝင်နေရုံသာမက ရုရှားမှာဆက်လက်နဲ့ပြည်စည်းတွေထုတ်လုပ်ရမှာလေတရုတ်ကုမ္ပဏီတွေရဲ့ပံဝင်ပတ်သက်မှုတွေဟာစိုးရိမ်စရာကောင်းတဲ့ပူပန်မှုတွေဖြစ်ပြီးယူကရိန်းနဲ့တရုတ်တို့ရဲ့မေးဖက်ဖြစ်မှုစိတ်တက်နဲ့ကွဲလွဲဆန့်ကျင်နေတဲ့ဆိုတာကိုယူကရိန်းဒုတိယနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်လို့ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီအချက်အလက်တွေရဲ့အထောက်အထားတွေကိုယူကရိန်းအထူးထောက်လှမ်းရေးအဖွဲ့ကတရုတ်ဘက်ကိုလွှဲပေးခဲ့ပါတယ်လို့ထုတ်ပြန်ချက်မှာဖြည့်စွက်ဖော်ပြထားပါတယ်။ တန်တမန်ဆင်းခုံမှုနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတရုတ်ဟာအခြေမြင့်မရှိတဲ့စွပ်စွဲမှုတွေနဲ့နိုင်ငံရေးဆိုင်ရာကြိုးကင်ချင်းလဲတာတွေကိုခိုင်မာစွာဆန့်ကျင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လီဗာပူးနဲ့စာချုပ်သတင်းတိုးခဲ့ပေမဲ့လည်းဆာလာအားခေါ်ယူရန်စိတ်ဝင်စားနေစေဖြစ်ကြောင်းဆော်ရီအကစားဝကြီးဝန်ခံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စော်ရီအကစားဝင်ကြီးကလီဗာပူးအသင်းနဲ့စာချုပ်တန်းတိုးခဲ့ပေမဲ့အီဂျစ်ဝါရီတက်စစ်ကစားသမားဆာလာကိုခေါ်ယူဖို့စိတ်ဝင်စားနေစေဖြစ်တယ်လို့ဝန်ခံပြောကြားခဲ့ပါတယ်။စော်ရီပရိုလိကလပ်အသင်းတွေဟာ 2023မှာဆာလာကိုပေါင်သန်း150နဲ့ခေါ်ယူဖို့ကြိုးပမ်းခဲ့ဖို့ပြီးလာမယ့်နှစ်မှာအရခေါ်ယူဖို့စီစဉ်ထားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လေဘာဘူအသင်းဟာအသင်းရဲ့အဓိကကစားသမားဖြစ်သူဆာလာကိုအခုလအစောပိုင်းကမှ2029ခုနှစ်အထိတက်တန်းရှိတဲ့နှစ်နှစ်တက်တန်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဒါကြောင့် Sorry Pro League အနေနဲ့အရက်ကဘာမှာကြော်ကြားတဲ့ဆာလာကိုလာမယ့်နှစ်မှာခေါ်ယူနိုင်တော့မှာမဟုတ်တာဖြစ်ပါတယ်။ဒါပေမဲ့ Sorry မင်းသားနဲ့အကစားဝင်ကြီးဖြစ်သူ F50 က အနာဂတ်မှာဆာလာကိုခေါ်ယူဖို့ပြင်မှတ်ထားနေစေဖြစ်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ AFI 10ကဆာလာဟာ Arab Muslim တွေရဲ့ icon ဖြစ်ပါတယ်။သူက Sorry Pro League မှာကစားဖို့ကိုက်ညီတဲ့ identity ရှိသူပါ။ Liverpool နဲ့စာချုပ်သက်တမ်းတိုးခဲ့တာကဆာလာရဲ့ဆုံးဖြတ်ချက်ပါ။ဒါပေမဲ့ကျွန်တော်တို့ကတော့ဆာလာကိုခေါ်ယူဖို့ချိတ်ဆက်နေစေဖြစ်ပြီးအရာအလုံးကိုလှုပ်ဆောင်နေပါတယ်။ကျွန်တော်တို့အနေနဲ့ကစားသမားတွေခေါ်ယူတဲ့နေရာမှာနှီးပြူဟာရီရှိတယ်လို့ထင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ လေဗန်ရုတ်တရေမနက်ခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ကြပါစေရှင်